ဓမ္မဝိယာရီဆရာတော်ရှင်ညာနာဟောကြားတော်မူသောတက္ကာယမိစ္ဆာဒိဋ္ဌိမှတမာဒိဋ္ဌိတို့အတန်စာအုပ်အပိုင်းနှင့်ပြောမယ်ဆိုရင်သူတေတသူအစုအမှတ်မှာသူကဘူပဲသူကဘူဆိုတော့ဒီတက်ချမ်းသာအောင်လုပ်เสียရလဲမရှိတော့ဘူးလို့ပြောရမယ်ဒါကြောင့်သူကလောကကြီးကိုကြည်နိုင်တယ်တာမန်လူတယောက်ကနေမွေးတဲ့သူကတော့တာမန်လူတယောက်လိုလုပ်နေရင်တော့လောကကြီးနဲ့ပတ်သက်ပြီးတော့မကြည်နိုင်ဘူးမမြင်နိုင်ဘူးမတွေးနိုင်ဘူး ကိုအိနောင်ကလေးနဲ့ကိုသားသမီးကလေးနဲ့စီးပွားလေးဖြစ်ဖို့လုံပန်းနေရတာဆိုတော့တကယ်လောကကြီးကိုမကြည့်နိုင်ဘူးမကြည့်နိုင်တော့လည်းမမြင်နိုင်တော့ဘူးပေါ့မကြည့်နိုင်မမြင်နိုင်တော့ဘာမှလည်းတွေးခွန်နိုင်မှလည်းမဟုတ်ဘူးဖျားဖြစ်တဲ့တိတ်တသက်မင်းသားကတော့ထိတ်ဆုံးကိုရောက်နေပါပြီထိတ်ဆုံးရောက်နေပြီဖြစ်တဲ့အတွက်ကြီးပွားအောင်လည်းကြီးဖို့မလိုဘူး ကြီးပါစီပါနဲ့ပြည်စုံတော်မှရှစ်တက်ဆရာလမ်းကလည်းတပုံတထွေးကြီးရှိနေသေးတယ်ဆိုရင်ဒီတက်ဆရာလမ်းကိုလှမ်းနေရတာနဲ့ဘာမှတိတ်ပြီးတော့တွေးနိုင်မှာမဟုတ်ဘူးတိတ်တက်တာအတွက်တက်ဆရာလမ်းလည်းမရှိတော့ဘူးသူကအထွတ်ထိပ်ကိုရောက်နေပြီအရှင်ဘီရင်သားဆိုတော့ဘာမှလည်းလူလီသေးရမရှိတော့ဘူးဒီတော့သူကလောကကြီးကိုကြည့်တယ်လူသူလေးပါးကိုကြည့်တယ်ဒီခါမှာလူတွေတယောက်ကိုတယောက်သစ္စာမရှိတာတွေ့ရတော့တာပဲ တိတ်တက်တာကြီးတဲ့အတိုင်းကြီးလိုက်လို့ရှိရင်ဒီတိုင်းတွေ့ရမှာဖြစ်တယ်။ကျွန်ုပ်တို့ရဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့လူတွေမှာတယောက်ကတယောက်တကယ်သစ္စာရှိနေတဲ့လူကရှားမှာပါ။မတ်ဆရာကောင်းလောက်အောင်အထိစားတော့လောက်အောင်အထိမရရင်မလိမ်မကောက်နဲ့ရူးဖြောင်တာမျိုးရှိခြင်းရှိပါလိမ့်မယ်။မဖြစ်စလောက်နဲ့ငတ်နေမယ်အပြည့်မခံနိုင်ပါဘူးဆိုပြီးယူသားတာမျိုးပဲများပါလိမ့်မယ်ကိုဘဝတသက်တာအတွက်လုံလောက်အောင်ရမယ်ဆိုရင်တော့လိန်ကြောက်ကြဖို့များပါတယ် တတ်တော့လောကကြီးဟာတကယ်သစ္စာမရှိပါဘူးဒါကိုရဲရဲမြင်အောင် ကြည့်ပါသစ္စာမရှိဘူးဆိုတော့လောကကြီးကလည်းဘယ်ကောင်းမှမလဲလူတွေဘာကြောင့်မကောင်းတာဖြစ်လာတာတလဲဒီနေ့ကတွေးမိတာလေးကိုပြောရအောင်မယ်ကလေးတွေနဲ့ပတ်သက်ပြီးတော့တွေးမိတာကလေးပါကလေးတွေကချစ်စရာကောင်းတယ်ဒါပါဖြစ်လို့လေလို့တွေးမိတာပါကလေးတွေမှာဘာမှပလီပလာမရှိဘူးဘာမှလိန်လိန်ကောက်ကောက်လည်းမရှိဘူးဘာမှဆူဆူတွန်းတွန်းလည်းမရှိဘူး ဒီတော့ကလေးတွေကချစ်စရာကလေးတွေဖြစ်နေကလေးတိုင်းလူလူချစ်စရာကောင်းတယ်လူတိုင်းကလည်းကလေးဆိုရင်ချစ်ကြတာကြီးပဲဒီကလေးတွေကြီးလာတဲ့အခါကျတော့မိဘလှုပ်တဲ့သူကเจ้าကိုပို့ကြရဲကိုကဘာမှတင်ကြားပေးတတ်တာမဟုတ်တော့ပို့ရတာပေါ့เจ้าရောက်မှဆရာဆရာမတွေကကဘာကြီးကဘယ်လိုသိပ္ပံပညာကဘယ်လိုသင်္ချာပညာကဘယ်လိုတမိုင်းပညာကဘယ်လိုအဆအဆကိုတင်ပေးပါလေเจ้ามาတင်ကြားရင်းနဲ့ လူမှုအဆောက်အုံတွေကိုသူဝင်သွားပါတယ်အပေါင်းအသင်းတွေရတယ်မိတ်ဆွေတင်ကဟာတွေရတယ်ဒီလူနဲ့သူကြီးလာတယ်ကြီးလာရင်းနဲ့သုံးဆွဲစရာတွေကိုတိလာတယ်ဒီတော့သုံးစရာကိုသုံးနိုင်မှုစားစရာစားနိုင်မှုပျော်စရာပျော်နိုင်မှုပက်ဆန်ကလူလာတယ်ဒါပေမဲ့သူ့မှာကပက်ဆန်မရှိသေးဘူးဘယ်လိုလုပ်မလဲပက်ဆန်မရှိတဲ့အခါမှာဘယ်သူ့ကိုလိန်ရမလဲဘယ်သူ့ဟာကိုခိုးရမလဲဒီလိုစိတ်ဝင်လာတယ် ကလေးတွေနည်းနည်းကြီးလာရင်ဒီလိုစိတ်တွေဝင်လာတတ်ပါတယ်။ငယ်ရကနေကြီးလာတာနဲ့အမျှငယ်ငယ်ကလိုမဖြောင့်နိုင်တော့ဘဲနဲ့ဖြစ်လာတတ်တယ်။မိဘရဲ့ရင်ွယ်မှာနေတော့ကတော့အလုတ်လုတ်ဖို့မလိုလှဘူး။မိဘရင်ွယ်ထဲကနေထွက်ပြီးကိုတူးကိုချွန်လှုပ်လာရပြီဆိုတဲ့အခါမှာစီးပွားဖြစ်ဖို့ကလည်းလိုလာပြီ။စီးပွားလုပ်ကြတော့လေလွယ်လွယ်ကူကူချော့ချော့မော့မော့ဖြစ်တတ်တာမဟုတ်ဘူး။ပဲလို့နေရင်တော့ပျော်မှာပဲဆိုပြီးပျော်အောင်နေပေမဲ့လို့ပျော်စရာနောက်လိုက်တာကလည်းတိတ်ပျော်လှတယ်မဟုတ်ဘူး အောင်မြင်မှုကလည်းဘာမှဖြစ်လာတာမဟုတ်တော့လူဟာရင့်ထော်လာကြတယ်။စူလူတာကစိတ်တွေဟာကြမ်းတမ်းလာကြတယ်။သူများရဲ့ဖီစီးနှိပ်စက်မှုကိုမခံရအောင်ကလည်းကိုကလို့ရမှာဆိုတော့လူတွေဟာမဆက်ဆက်နဲ့ဖြစ်လာကြတယ်။မဆက်ဆက်ဖြစ်လာပြီဆိုရင်လူဟာတိတ်မဟုတ်တော့ဘူး။အမြင်ကက်เสียဖြစ်လာပြီ။ချစ်เสียလည်းမကောင်းတော့ဘူး။နှစ်သက်ဖို့လည်းမကောင်းတော့ဘူး။ဘဝရဲ့လောကဓာတ်ကဖိတဲ့အတွက်လူတွေဟာဒီလိုအမြင်ကက်เสียတွေဖြစ်လာရပါတယ်။ လေးတုန်းကဖြစ်เสียကလေးတွေကဘယ်ရောက်သွားသလဲဘဝရဲ့လောကရန်ရဲ့ဖြစည်းမှုကိုလူတိုင်းခံရတယ်လို့ပြောရမှာပါပဲတိတ်တတဝင်းကျင်မှာလဲဒီလိုပဲဖြစ်ထွန်းနေတယ်လို့ပြောရပါမယ်ဒါကိုတိတ်တတတွေ့တယ်တွေ့တဲ့အခါမှာဒါကိုသူကပျောက်ပျောက်ပြက်စေခြင်းတယ်ဒါမျိုးတွေကိုကင်းရှင်းစေခြင်းတယ်ဒါမျိုးမရှိဖို့အတွက်သူတရားရှာတာပါပဲထီးနှန်းကိုစွန့်ပြီးတော့တောထွက်တော့တာပဲဒါပေမဲ့လွယ်လွယ်နဲ့သူတရားကိုမတွေ့ပါဘူး ရှိရှိသမျှအကျင့်မျိုးစုံအဆုံးစွန်ကြင့်ကြံကြည့်ပေမဲ့တိတ်ထက်တာတရားမတွေ့ပါဘူး။တေလူမျိုးပါအနေထားတီကိုရောက်အောင်အားထုတ်ပေမဲ့သူတရားကိုမတွေ့ခဲ့ပါဘူး။ဒီတော့လေသူလက်လျှော့လိုက်ရပါတယ်။တိတ်တသက်မင်းသားဟာပထမတော့အိမ်တော်သားမွေးအလုပ်ကိုစွန့်ခွာခဲ့ပါတယ်။စီပွားကြီးပွားအလုပ်ကိုစွန့်စွန့်ခဲ့ပါတယ်။အာယုံခံစားမှုတွေကိုစွန့်လွတ်ခဲ့ပါတယ်။ဒီလိုစွန့်လွတ်ပြီးတဲ့နောက်မှာယောဂအကျင့်တွေကိုသူကျင့်ခဲ့တယ်။ ဒါပေမဲ့ယောဂအကျင့်တွေကြောင့်လည်းတရားမရဘူးဒီတော့အာထုမှုတွေကိုသူလက်လွတ်ရပြန်တယ်တိတ်တသက်ဟာအချက်နှစ်ချက်ကိုလက်လွတ်လိုက်ရပြီလို့ပြောရမယ်ပထမအာယုံခံစားမှုနောက်လိုက်စားတဲ့အချက်ကိုသူလက်လွတ်ခဲ့ရတယ်ဒုတိယယောဂအကျင့်တွေအာထုရတဲ့အချက်ကိုသူလက်လွတ်ရပြန်တယ်ဒါကိုတည်တည်ချာချာသိထားရပါလိမ့်မယ်တက္ကရာမိစ္ဆာဒိဋ္ဌိကြီးကြီးစင်စင်ပြုတ်ဖို့အတွက်ဒါကိုသိဖို့လိုပါတယ် လူဟာအစင်းတွေနောက်ကိုလိုက်ပြီးတော့ခန်းစားနေမယ်အတန်တွေနောက်ကိုလိုက်ပြီးတော့ခန်းစားနေမယ်အနံ့တွေနောက်လိုက်ပြီးခန်းစားနေမယ်အထီတွေတွေနောက်လိုက်ပြီးခန်းစားနေမယ်ဆိုရင်တက္ကရာမိစ္ဆာဒိဋ္ဌိပြုတ်ဖို့မရှိဘူးလို့ပြောရမယ်တခါအစင်းတွေအတန်တွေအဆဆတွေကိုပယ်တဲ့အနေနဲ့မျက်စိကိုလည်းအလုံးမလုံးစေတော့ဘူးနားတွေနှာခေါင်းတွေကိုလည်းအလုံးမလုံးစေတော့ဘူးပါးစပ်ကလည်းမတည်ယုံမဲစားတော့မယ်ပြောရမယ်ဆိုရင်အာယုန်ခံအင်္ဂါတွေကိုအတုံးမချပဲနေတော့မယ် ဒီလိုယောဂအကျင့်မျိုးကိုကျင့်မြန်ရင်လဲတက်ကာယမိစ္ဆာဒိဋ္ဌိကမပြုတ်ပြန်ဘူးတိတ်ထက်တာလဲဒီအချက်ကိုတိလိုက်တယ်ဒီတော့ तू ဘာလုပ်တလဲ तू ကရိုးရိုးလူလူပဲหนีလိုက်တော့တယ်ဒီလိုရိုးရိုးလူလူหนีလိုက်တာဟာအလေလက်လန်းကိုပွင့်သွားတာပါပဲရိုးရိုးလူလူနေတယ်ဆိုတာကစားစရာကောင်းကောင်းနောက်ကိုလည်းမလိုက်ဘူးဝတ်စရာကောင်းကောင်းနောက်ကိုလည်းမလိုက်ဘူးဒီလိုဆိုတော့စားစရာမကောင်းတဲ့နောက်ကိုလိုက်ရမှာလားဒီလိုလည်းမဟုတ်ပြန်ဘူး တာမန်မှန်တမ်းဖြစ်နေနေတယ်။သိတ္တတဆိုရင်ဒီအစွန်းနှစ်ခုကိုဆွန့်လွတ်ပြီးတဲ့နောက်မှာအလေလန်းဘုံကိုရောက်လာခဲ့ပါတယ်။တက္ကရာမိစ္ဆာဒိဋ္ဌိပြုတ်ချင်တယ်ဆိုရင် ပထမဆုံးကဒီအာယုံ၅ပါးတွေနောက်ကောင်းတဲ့ကောင်ခံစားရအောင်လိုက်နေတာမျိုးကိုမလုပ်ပါနဲ့။ကောင်းတဲ့တောင်ကောင်ခံစားရတာတွေနောက်ကိုလိုက်တာမျိုးမလုပ်ရဘူးဆိုလို့ချင်ရင်မခံစားရအောင် လုပ်ရမှာလား။ဒီလိုလည်းမလုပ်နဲ့လို့ပြောရပါမယ်။ဒါလေးကလမ်းချက်ကလေးကျက်တဲတဲ့လမ်းကလေး အာယုံ၅ပါးနောက်လိုက်ပြီးကောင်းတဲ့ကောင်ခံစားမယ်ဆိုရင်ဒါကအစွန်းလန်းတလန်းဖြစ်ပါတယ်ဒီလိုမဟုတ်ဘဲနဲ့ကောင်းတာဆိုလို့ရှိရင်ငါအကုန်စွန့်မယ်ဆိုပြန်ရင်လည်းဒါကအစွန်းလန်းတလန်းဒီအစွန်းလန်းနှလန်းလုံးကိုရှောင်ရပါမယ်အစွန်းနှစ်ပါးကိုရှောင်ပါဒီတော့ကိုကြံ့ရောက်တဲ့အထိုင်လျောက်နဲ့ပဲကိုကหนีပြီးတော့အာယုံ၅ပါးကိုတုံးဆောင်ပါ ဒီလိုအထိုင်းလျောက်သုံးဆောင်လို့ရှိရင်ရိုးရိုးလေးနေလိုက်ရင်ဘာကူမှအထုတ်နေတာမျိုးမဟုတ်ဖဲနဲ့နေလိုက်မယ်ဆိုရင်တိလာတာတခုရှိမယ်လောကမှာဘယ်သူဟာလေးစားတာကိုခံရတယ်လေဘယ်သူဟာမလေးမစားပြစ်ပယ်တာကိုခံရတယ်လေဒါကိုတိလာလိုက်မယ်ဘလူနေတဲ့သူဟာလေးစားမျက်နှာတာခံရတယ်လေဘလူနေတဲ့သူဟာယွံမုံဆက်ဆုပ်တာကိုခံရတယ်လေဆိုပါစို့ရွှေငွေရတနာစည်းစိမ်ဥစ္စာနောက်ကိုလိုက်တာလည်းမဟုတ်ဘူး အကုန်ပြစ်ပယ်ပြီးတော့နေတာမျိုးလည်းမဟုတ်ဘူးဆိုရင်ဒီလူဟာရိုးရိုးလေးမြင်လာလိမ့်မယ်တကယ်တော့ရွှေငွေရတနာစည်းစိမ်ဥစ္စာနောက်လိုက်တဲ့လူကဒီလိုလိုက်တာကိုပဲလေးစားမျက်နှိုးစရာလို့မြင်နေလိမ့်မယ်ရွှေငွေရတနာစည်းစိမ်ဥစ္စာကိုပြစ်ပြီးကျင့်နေတဲ့သူကလည်းသူဒီလိုကျင့်နေတာကိုပဲလေးစားမျက်နှိုးစရာလို့မြင်နေလိမ့်မယ်ဒီအစွန်းလန်းတစ်ခုကလွတ်နေတဲ့သူကတော့လောကကြီးကိုရိုးရိုးစင်းစင်းနဲ့မြင်လာတယ်တကယ်မျက်နှိုးလေးစားစရာအစ်အမှန်ကိုမြင်လာတယ် ဘုရားဖြစ်ပွားတဲ့တိတ်တတလေးဒါကိုမြင်သွားတယ်လို့ပြောရပါမယ်။တိတ်တတကအစွန်းနှစ်ပါးကိုဆွန့်လွတ်လိုက်တယ်။အစွန်းနှစ်ပါးကိုဆွန့်လွတ်လိုက်တဲ့အချိန်မှာတိတ်တတဟာတစ်ပင်အောက်မှာထိုင်နေပါတယ်။သူ့မှာဘာလုံးမှမရှိတော့ဘူး။ဒီလိုဘာလုံးမှမရှိဘဲနဲ့ဘာအာထုပ်မှုမှ မရှိဘဲနဲ့မှန်တမ်းအနေထားမျိုးရှိနေတဲ့အခါမှာသူငယ်ငယ်ဘဝကိုပြန်မြင်မိလာတယ်။ငယ်ငယ်တုန်းကကလေးဘဝကိုပြန်မြင်လာရဲဆိုတာသူဘာကိုကြည့်လိုက်တာကြည့်လိုက်လို့မြင်တာမဟုတ်ဘူး။ သူ့လူလူပြန်မြင်လာတာသူကလေးဘဝတုန်းကသူ့ဖခင်ကရှ िख ူးဥတင်လုတ်ခဲ့တာကိုပြန်မြင်တယ်ကလေးကိုဘာကြောင့်ရှ िख ူးရတာလဲလို့သူတွေးပါတယ်ဒီကလေးကိုရှင်ဘရင်ဖြစ်တဲ့ဖခင်ကဘာကြောင့်လေးစားမျက်နှာမှုကိုပြုတာလဲကြည်မြတဲ့ပုဂ္ဂိုလ်တူကဘာကြောင့်လေးစားမှုကိုပြုတာလဲခင်ဗျားတို့လည်းကလေးတွေကိုပြုစုနေကြတာပဲခြားသူတွေလည်းကလေးတွေကိုပြုစုနေကြတာပဲ။ လူတိုင်းလူလူကလေးတွေကိုချစ်ခင်ကြတယ်မျက်လို့ကြတယ်ပြုစုယူရကြတယ်ဘာဖြစ်လို့ချစ်ခင်မျက်လို့ကြတာလဲကလေးကဘာလုပ်ပေးလို့လဲတကယ်တော့ကလေးကဘာမှမလုပ်ပေးဘူးဘာမှမလုပ်ပေးပေမဲ့သူ့ကိုမျက်လို့ချစ်ခင်ကြတယ်ဘာဖြစ်လို့လဲကလေးတွေကိုကြည့်လိုက်ရင်သူတို့ရဲ့စိတ်ဓာတ်ကအဘိဇာလို့ဆိုတဲ့ဆူဆူဝါဝါအလူတွေလည်းမရှိတာကိုတွေ့ရမယ်ဒေါမနတလို့ဆိုတဲ့ဆူဆူဝါဝါဖြစ်လို့ဖြစ်စီစိတ်ဓာတ်တွေမရှိတာလည်းတွေ့ရမယ်ဒီနေသားဟာတကယ်ပုံမှန်အနေသားပဲ ဒီပုံမှန်အနေထားကလေးစားမျက်နှူးเสียရပဲလို့တိတ်တသက်တိလိုက်တယ်။ဒီတော့ဒီပုံမှန်အနေထားအတိုင်းငါဖြစ်အောင်နေမှပဲလို့တွေးမိတယ်။ဒါဟာတိတ်တသက်မင်းသားတက္ကရာမိစ္ဆာဒိဋ္ဌိပြုတ်ဖို့လမ်းပွင့်သွားတာပဲ။တက္ကရာမိစ္ဆာဒိဋ္ဌိဘယ်လိုဖြုတ်မလဲ။ခင်ဗျားတို့လည်းလောကကိုဒီလိုပဲမြင်ရပါမယ်။ကျွန်တို့ကတက္ကရာမိစ္ဆာဒိဋ္ဌိဖြုတ်ပြားလို့ပြောလိုက်လို့လွယ်လွယ်ကူကူလေးဖြုတ်နိုင်မယ်လို့မအောင်မိကြနဲ့။ တက်ကာယမိစ္ဆာဒိဋ္ဌိကိုဖြုတ်ချင်ရင်တက်ကာယမိစ္ဆာဒိဋ္ဌိရှိနေခြင်းကြောင့်ဖြစ်နေရတဲ့လောကရဲ့ညစ်ပတ်ရှုပ်ထွေးတဲ့ဖြစ်ရဲ့အာဒီနဝကိုမြင်အောင်ကြည့်ရပါမယ်။လောကရဲ့ညစ်ပတ်ရှုပ်ထွေးနေတဲ့ဖြစ်ရဲ့ကိုမြင်မှလောကကိုတန့်စင်စေတယ်ဆိုတာဘယ်လိုဟာလဲဆိုတာကိုကိုကပြန်တွေးတာမဟုတ်လား။လောကကိုတန့်စင်စေတယ်ဆိုတာဘယ်လိုဟာလဲလို့ပြန်တွေးမှဒီအဖြစ်ကလေးဟာတန့်စင်တယ်ဆိုတာကိုကိုသိမှာမဟုတ်လား တန့်စင်တဲ့အဖြစ်ကလေးကိုသိမှဒီအဖြစ်မျိုးကိုရောက်အောင်ဘာလို့ရမယ်ဆိုတာကိုသိမှာမဟုတ်လားဒီတော့တက္ကရာမိစ္ဆာဒိဋ္ဌိဖြုတ်တာဟာလွယ်လှတာမဟုတ်ဘူးလို့ပြောရမယ်အခုပြောနေတာဖျားကြည့်ခဲ့တဲ့အကွက်အတိုင်းကိုပြောနေတာဖြစ်ပါလေဖျားကဘာလို့တလဲယောဂရဲ့အကျင့်တစ်ခုကိုတွန့်ဆွန့်လိုက်တယ်ယောဂတခုကကာမတုခလိကနုယောဂဘယ်လိုကောင်းကောင်းနေစားလိုက်မယ်ဘယ်လိုကောင်းကောင်းနေဝတ်လိုက်မယ်ဆိုပြီးတော့အာယုန်ခံစားမှုကောင်းကောင်းတွေကိုရအောင်အထုတ်နေတဲ့အကျင့် နောက်ယောဂတစ်ခုကအတ္တကိလမထာနုယောဂအာယုန်ခံစားမှုမှန်သမျှကိုစွန့်ပစ်ပြီးတော့ဘဲမှသွားဘဲမှသွားကြင်ကြံမယ်ဘဲမှသွားအထုတ်မယ်ရှုထုတ်တာ ရှုသွင်းတာဖြစ်တာပြက်တာဘာမှမရှိတာစရဲ့ယူပဇံတွေအယူပဇံတွေလည်းကိုနစ်နေအောင်အထုတ်တဲ့အကျင့်ဒီယောဂနှစ်ခုလုံးကိုနှစ်ခုလုံးဟာတကယ်မှန်တာမဟုတ်ဘူးဆိုပြီးတော့သူစွန့်လွတ်လိုက်တယ်ဒီလိုစွန့်လွတ်လိုက်ပြီးတော့ တာမန်ပန်တန်းလေးနေလိုက်တဲ့အခါမှာလေးစားမျက်နှူးစရာကောင်းတဲ့ကလေးငယ်ရဲ့အရည်အသွေးကိုသူမြင်သွားတယ်။လူတိုင်းကကလေးဆိုရင်ချစ်ကြခင်ကြမျက်နှူးယူရကြကလေးတွေဒုက္ခရောက်လို့ရှိရင်ကုညီရိုင်းပင်းခြင်းကြတယ်။ဘာကြောင့်လဲဆိုတာကိုပြန်ပြီးအဖြေထုတ်ကြည့်တော့ကလေးမှာစိတ်ဆိုးစိတ်ဆာမရှိတာကိုသူမြင်သွားတယ်။စိတ်ဆိုးစိတ်ဆာမရှိတာဟာလူရဲ့အကောင်းဆုံးအရည်အသွေးပဲလို့သူသိသွားတယ်။စိတ်ဆိုးစိတ်ဆာမရှိတာဟာအတော်ကောင်းမှလား။ ငါလဲစိတ်ဆိုးစိတ်ဆာမရှိအောင်ဖို့ဘူးလူတွေလို့တိသွားပါတယ်စိတ်ဆိုးစိတ်ဆာမရှိဘဲနဲ့နေနိုင်မှုအတွက်စိတ်ဆိုးစိတ်ဆာရှိတဲ့သူတွေမှာဖြစ်တဲ့ဒုက္ခတွေဟာဘာတွေလဲလို့မြင်ရမှာမဟုတ်လားစိတ်ဆိုးစိတ်ဆာဟာဘာကြောင့်ဖြစ်ရတာလဲလို့ဆိုရင်အရင်တုန်းကခံစားချက်အစိုးရသူ့မှာရှိခဲ့လို့စိတ်ဆိုးစိတ်တာဖြစ်တာကိုတွေ့ရမယ်။စိတ်ဆိုးစိတ်ဆာတခုဖြစ်ချင်းပြီးဆိုရင်ဘာဖြစ်လို့ဖြစ်ချင်တာလဲ။အရင်ကသူ့ကိုငောက်နေကြမှုအခု သူ့ကိုငောက်ချင်နေတာလား။ အရင်ကသူ့ကိုအနိုင်ယူနေကြောင်းမို့အခုသူ့ကိုအနိုင်ယူချင်နေတာလားတိတိချာချာပြန်စစ်ကြည့်တော့အရင်ကခံစားချက်တွေကြောင့်အခုစိတ်ဆိုးစိတ်ဆာတွေဖြစ်လာတာကိုသိရတယ်ဒီတော့ဒီခံစားချက်တွေကိုစိတ်ဖြာ တွက်ချက်ရပါမယ်ကို့ဝိဘက်ကို့အဖြစ်ကို့ခံစားချက်ကိုစင်ကြင်သိနဲ့ပြန်မြင်ပါလေပြန်မြင်ပါကိုကနေပြီးတော့တစုံတစ်ခုသူ့ကိုနိုင်ခဲ့ရင်နိုင်ခဲ့တဲ့အပေါ်မှာဝမ်းတာမှာပဲသူ့အပေါ်ကိုအတအသာစီးရခဲ့ရင်အသာစီးရခဲ့တဲ့အပေါ်မှာဝမ်းတာမှာပဲ နိုင်ရတာတို့အတာစီရတာတို့ကကောင်းလို့လားငါဘယ်သူအပေါ်ငောက်ရင်ရတယ်ဘယ်သူအပေါ်ကိုရရင်ရတယ်ဒီလိုတွေသိနေတာတွေရှိပါတယ်ဒါဟာခံစားချက်ဝိဘတ်ထဲမှာရှိနေတာပါကိုငောက်ရမဲ့သူ ကိုမနိုင်ရမဲ့လူစတာတွေကိုစည်ရင်ထဲမှာရှိနေပါတယ်ကိုငောက်ရမဲ့လူဆိုတာငောက်လို့ရခဲ့ဘူးတဲ့အတွက်ရှိနေတာဖြစ်ပါတယ်ကိုရိုက်ရမဲ့လူဆိုတာကလည်းအရင်ကရိုက်လို့ရခဲ့ဘူးတဲ့အတွက်ရှိနေတာဖြစ်ပါတယ်ဒါတွေဟာခံစားချက်ပါ ဒီအကျိုးဝိဘက်ခံစားချက်တွေကြောင့်ငေါ့ချင်တဲ့စိတ်ဆိုးစိတ်စာတွေဖြစ်နေရတာပါရိုက်ချင်တဲ့စိတ်ဆိုးစိတ်စာတွေဖြစ်နေရတာပါဒီလိုဝိဘက်ကို ပြန်မြင်တဲ့အခါမှာဒီလိုဆိုလို့ရှိရင်နောက်ဆိုငါငေါ့လို့မဖြစ်ဘူးငေါ့တာရိုက်တာကဘာလို့ဖြစ်တာတုံးဆိုတော့အရင်တုန်းကငေါ့ချင်တဲ့စိတ်သက်ရိုက်ချင်တဲ့စိတ်သက်စိတ်ဆိုးစိတ်စာရှိခဲ့လို့ပဲဆိုလိုတာကတပတ်လေတာလို့ပြောရပါမယ်အခုသူ့ကိုငေါ့ချင်ရိုက်ချင်တယ်ဘာကြောင့်ငေါ့ချင်ရိုက်ချင်တာလဲဆိုရင်အရင်ကငေါ့ခဲ့ရိုက်ခဲ့ဘူးလို့ဖြစ်တယ် အရင်ကဘာကြောင့်ရိုက်ငောက်ခဲ့ရိုက်ခဲ့ရတာလဲဆိုရင်အရင်တုန်းကစိတ်ဆိုးစိတ်ဆာရှိလို့လို့ဆိုတာကိုပြန်တွေ့ရမယ်။နောက်ပြန်လှည့်ကြည့်ရင်ဒါကိုတွေ့ရပါမယ်။ဆိုလိုတာကနိုင်မှုသူဆိုရင်နိုင်ကျင်တာပဲ။မနိုင်မှုသူဆိုရင်တော့မနိုင်ကျင်တော့ဘူးပေါ့။ကြောက်ဘူးသူဆိုလို့ရှိရင်ကြောက်ချင်တယ်။မကြောက်ဘူးသူဆိုရင်မကြောက်ဘူး။ဒီလိုလေပတ်နေတာဖြစ်တယ်။ဒီလိုမကောင်းတာကြီးလေပတ်နေတာကိုသိပါမယ်။မတရားမှုကြီးလေပတ်နေတာကိုသိရပါမယ်။ ဒီလိုမတရားမှုတစ်ခုစိတ်ဆိုးစိတ်ဆာတစ်ခုဟာကြောက်စရာကောင်းအောင်လဲပတ်နေပါတတ်တောင်စိတ်ဆိုးစိတ်ဆာကိုမထားပါနဲ့အရင်တုန်းကနိုင်မှုတာနဲ့အခုတခါနိုင်လိုက်အောင်မယ်ဆိုရင်နောက်ထပ်လဲထပ်နိုင်နေခြင်းအောင်မယ်အရင်တုန်းကနိုင်မှုလို့အခုနိုင်ခြင်းအခုနိုင်ခြင်းလို့နိုင်အခုနိုင်လို့နောက်ခါထပ်နိုင်ခြင်းဒီလိုအနိုင်ယူခြင်းနဲ့မတရားမှုကြီးကတရစ်ပတ်ပတ်လဲနေပါတယ်ဒါကိုမကောင်းဘူးလို့သိရပါတယ် ိုင်ခြင်းနဲ့နိုင်နေနိုင်တဲ့လူလူအပေါ်မှာခံစားရတာသဘောကျရဲ့ဒါကြောင့်ထက်နိုင်ခြင်းနဲ့ဒီဖြစ်ဟာကိလေသာပါကလားတဟာငါမဟုတ်ဘူးငါကလူလဲပတ်နေတာလူမဟုတ်ဘူးဒီလိုမြင်ရပါမယ်ဒီလိုလူနဲ့လူမဟုတ်တဲ့အရာကိုခွဲခြားသိမြင်ပြီးတော့ကိုယ့်ကိုမြင်လိုက်တာဟာတက္ကရာမိစ္ဆာဒိဋ္ဌိပြုတ်သွားတာပဲဖြစ်ပါဒီတော့တက္ကရာမိစ္ဆာဒိဋ္ဌိပြုတ်ဖို့အတွက်ဝတ်သုံးမလဲပတ်နေပုံကိုသိရပါလိမ့်မယ် ငါကသူ့ကိုဆေးကျင်တယ်ဘာကြောင့်ဆေးကျင်တာလဲအရင်တော့ကသူ့အပေါ်မှာဆေးခဲ့ရတာကိုရတာတွေ့ခဲ့လို့ဒါဟာဝိပတ်ဖြစ်ပါတယ်ရတာတွေ့တယ်လို့ဆိုလိုပါတယ်ဘာကြောင့်ရတာတွေ့ခဲ့ရတာလဲလို့ဆိုရင်အရင်ကပဲပဲနဲ့နဲ့ဆေးခဲ့ဘူးလို့ဆေးခဲ့ဘူးမှဆေးတာရဲ့ရတာကိုတွေ့မှာမဟုတ်လားဆေးရဟုရတာတွေ့မှာအခုထပ်ပြီးတော့ဆေးကျင်မှာပေါ့အခုဆေးကျင်လို့ထပ်ပြီးဆေးဦးမယ်ဆိုရင်ဆေးတဲ့အတွက်ဆေးတဲ့ရတာကိုပြန်ခံ ပြန်ခံလိတ်အောင်မှာပဲဒီလိုလေပတ်နေတာကိုဝစ်လို့ခေါ်ပါတယ်ဆဲကျင်တာကကိလေသာဆဲတာကကံမဆဲတာကိုအရသာတွေ့တာကဝိပါကဒီလိုဝစ်သုံးပါးလေနေရာကိုတွေ့ရတော့ကိုဝစ်လေနေရာကိုကိုပြန်တွေ့တော့တာပေါ့ဝစ်နဲ့ငါလူအတူတူထင်တာဟာတက္ကရာမိစ္ဆာဒိဋ္ဌိဒီဝစ်ကိုတည်တည်ချာချာကြည်ကြည်ညံ့ညံ့သိမှဝစ်ဟာငါမဟုတ်ဘူးဝိဟာငါအပေါ်မှာလာရောက်ဖြစ်ထွန်းနေတဲ့အရာသာဖြစ်တယ်လို့သိပါမယ် ဝစ်လေတာကိုမသိတယ်လို့ဝစ်ကျုပ်ဖို့အကြောင်းမရှိပါဘူးဝစ်ဟာငါမဟုတ်ပါလားဆိုတာကိုလည်းသိမှာမဟုတ်ဘူးဝစ်နဲ့ငါနဲ့အတူတူပဲလို့ထင်နေမယ်ဒီလိုမကွဲမပြားတသားတည်းထင်နေတာဟာတက္ကရာမိစ္ဆာဒိဋ္ဌိပါပဲဖြူစင်လို့ရင်ဒီလိုတက္ကရာမိစ္ဆာဒိဋ္ဌိကြီးရှိနေရင်ဘလို့မှဖြူစင်အောင်လုပ်လို့မရနိုင်ပါဘူးဒီတော့သူကစိုးရင်ကိုကပြန်စိုးမယ်ကိုကပြန်စိုးတဲ့အတွက်သူကလည်းနောက်ထပ်စိုးလိမ့်အောင်မယ် ူကနောက်ထပ်စူးပြန်တဲ့အတွက်ကိုကတဖန်ထက်စူးရအောင်မယ်ဒီလိုနဲ့လူရိုင်းဆိုင်လူရန်ကားဆိုတဲ့တစ္ဆာပြက်စီးရင်ထဲမှာကိုကပါနေအောင်မှာဖြစ်ပါတယ်တစ္ဆာပြက်စီးရင်ထဲမပါခြင်းဘူးလူရိုင်းဆိုင်လူရန်ကားမဖြစ်ချင်တော့ဘူးဆိုလို့ရှိရင်တက္ကာယမိစ္ဆာဒိဋ္ဌိကိုဖြုတ်ဖို့ကပထမအချက်ပါပဲတက္ကာယမိစ္ဆာဒိဋ္ဌိပြုတ်သွားရင်ကိုကတစ္ဆာပြက်နဲ့ပြန်မတုံ့ပြန်တော့ပါဘူးဒါဟာဖြူစင်မှုရဲ့အစလို့ပြောရပါမယ် တက္ကရာမိစ္ဆာဒိဋ္ဌိပြုတ်ရင်ဖြူစင်မှုရဲ့အစကိုရောက်ပြီလို့ပြောရပါမယ်။တက္ကရာမိစ္ဆာဒိဋ္ဌိပြုတ်ဖို့အတွက်အစွန်းနှစ်ပါးကိုရှောင်ရှားရပါမယ်။အဲ့ဒီအစွန်းတွေကအာယုံခံစားမှုတွေနောက်တကောက်ကောက်လိုက်တဲ့အစွန်းနဲ့ယူပအယူပလို့ဆိုတဲ့ယောဂလုပ်ငန်းတွေလုပ်တဲ့အစွန်းဒီအစွန်းနှစ်ခုကိုရှောင်ရပါမယ်။ဒီအစွန်းနှစ်ခုကိုလုပ်နေတဲ့၍ကံကိုမမြင်နိုင်ပါဘူး။ကံကိုမသိနိုင်ပါဘူးဝိလေရာကိုလည်းမသိနိုင်ပါဘူးဝိနဲ့ကိုနဲ့တခြားစီဆိုတာကိုလည်းမသိနိုင်ပါဘူး စီဝါဂျီဝါနောက်ကိုအတင်းလိုက်နေရင်တာမယာနောက်ကိုအတင်းလိုက်နေရင်ခံစားမှုကောင်းတာတွေနောက်အတင်းလိုက်နေရင်ဒါဟာကာမတုခလိကလူယောဂအစွန်ဖြစ်ပါတယ်အတင်းလိုက်တယ်လူဆိုတာဟာလူအပ်တာထက်ပိုလွန်တာကိုဆိုလိုတာပါအလုတ်တော့လို့ရမှာပေါ့ဘာကြောင့်အလုတ်လို့ရတာလဲတင့်တင့်တဲ့အနေထားအထိဖြစ်ထွန်းမှုဖြစ်တယ်ကောင်းတဲ့ကောင်းတာတွေစားရတောက်ရဝေ့ရဆင်ရသုံးဆောင်ရဖို့မဟုတ်ဘူးဒီလိုအရသာကောင်းကောင်းခံစားရတာနောက်လိုက်တာဟာလေယောဂတစ်မျိုးပါပဲ ဒီယောဂဟူကာမတုခလိကာနုယောဂအစွန်းလို့ခေါ်တယ်။ဒီလိုမဟုတ်ဘဲနဲ့ကိုယ်အခန်းကဏ္ဍကိုဖျောက်ပြီးကိုယ်ဆိုတာမရှိတဲ့အဖြစ်ကိုရောက်အောင်လုပ်ပြရင်လဲယောဂပဲ။ဒီယောဂဟူတော့အတ္တကိလမထာနုယောဂအစွန်းလို့ခေါ်တယ်။ဒီလိုယောဂကျင့်တွေကျင့်တဲ့သူတွေကိုယောဂီလို့ခေါ်ပါတယ်။ပြောရမယ်ဆိုရင်တက္ကာယမိစ္ဆာဒိဋ္ဌိပြုတ်ချင်တယ်ဆိုရင်ယောဂီမလုပ်ကြပါနဲ့။ ဇောဒီမလုံလို့ရှိရင်ဘေဟာကကောင်းတယ်လေဘေဟာကမကောင်းဘူးလဲဆိုတာကိုရိုးရိုးမြင်တတ်တဲ့မျက်စိရလာမယ်။ကံကိုမြင်လာမယ်။ကံရဲ့အကျိုးကိုမြင်လာမယ်။ကံရဲ့အကြောင်းကိုမြင်လာမယ်။ဒီသုံးခုလေပတ်ပုံကိုလည်းမြင်လာမယ်။ကံကံရဲ့အကြောင်းကံရဲ့အကျိုးဒီသုံးခုဟာလူမဟုတ်ဘူး။လူပေါ်မှာလာရောက်တဲခုနေတဲ့သစိမ့်ဧည့်သည်တွေပါလား။လူပေါ်မှာလာရောက်ညှိကပ်တဲ့ကပ်ပါးတွေပါလား။ဒီလိုမြင်လာပါလိမ့်မယ်။ လူနဲ့ကံကို တခြားစီလို့မြင်လာတဲ့အခါမှာသူများပေါ်မှာခွင့်လွတ်နိုင်လာပါမယ်။တိခံတိခံလာနိုင်ပါမယ်။ဒီလိုမမြင်ရင်တော့ခွင့်လွတ်နိုင်မှာမဟုတ်ဘူး။တိခံနိုင်မှာမဟုတ်ဘူး။ခွင့်မလွတ်တိမခံနိုင်ရင်တော့အကန်းလောကတွေကလူပဲဖြစ်နေအောင်မယ်။ပုထုဇဉ်ပဲဖြစ်နေပါအောင်မယ်။ဘုဒ္ဓဘာသာဝင်အဖြစ်ကိုရောက်မှာမဟုတ်ဘူး။အရိယာအဖြစ်ကိုရောက်မှာမဟုတ်ဘူး။ဘုဒ္ဓဘာသာဝင်တွေရဲ့ပန်းတိုင်ဖြစ်တဲ့မတ်ဖို့နိဗ္ဗာန်နဲ့လည်းအဝေးကြီးဖြစ်နေပါအောင်မယ်။ ဒါကြောင့်တက်ကာယမိစ္ဆာဒိဋ္ဌိပြုတ်ဖို့ဟာတိတ်ကိုအရေးကြီးတယ်လို့ပြောတာဖြစ်တယ်။အခုဆိုရင်တက်ကာယမိစ္ဆာဒိဋ္ဌိပြုတ်ဖို့အရေးဟာကိုတယောက်တည်းအတွက်